ချစ်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ။နောက်မင်္ဂလာရှိတဲ့နေ့ရက်တပံပြန်လည်ရောက်ရှိလာပါပြီ။နောက်မင်္ဂလာနေ့ရက်မှာတင်တို့အားလုံးစိတ်တက်ကိုတက်ဝမ်းမြောက်ခြင်းတက်နဲ့ဖျားကောင်းခြင်းတက်ကိုခံစားရပြီးတော့ရောက်တိုင်းဝမ်းမြောက်နိုင်ကြပါစေ။ချစ်တော်မိတ်ဆွေပေါင်းတို့။နောက်ဒီ morning devotion ကျွန်တော်ဒီတရက်နေ့ရက်မှာတော့ပြတ်သွားတယ်ပေါ့နော်။ဒါတောင်းပန်တယ်။အာကျွန်တော်လည်းပဲခရီးသွားနေတယ်ဒီငရင်ဘေးနဲ့ခရီးသွားနေတဲ့အတွက်ကြောင့်စကိုင်းမန္တလေးသွားနေတဲ့ခါမှာတို့ရှင်ဒီဒေါ်တင်လေးမှာတရက်နေ့ရက်ပြတ်သွားတယ်။ဒါပေမဲ့နော်မိတ်ဆွေများအနေနဲ့ ဒီနေ့ရက်စတိုင်းနဲ့နေ့ရက်ဝက်ကိုနားတော်တာဆင်ကြပြီးတော့အာတယောက်နဲ့တယောက်ဝิญဉ်ခွန်အားတိဆောက်ခွင့်ရတဲ့အတွက်ကြောင့်လည်းသူပဲကျေးဇူးတင်တယ်။အဲ့အတွက်ကြောင့်ဒီနေ့ဘုရားရဲ့သားသမီးများဖြစ်တဲ့ချစ်တဲ့ညီကိုမတော်များအားလုံးဘုရားသခင်နဲ့အမြဲတမ်းမွေးရရောပါ။ဘုရားသခင်ထံမှာအမြဲတမ်းကိုးစားပါယုံကြည်ပါ။ကျွန်တော်အားလုံးကဘုရားသခင်ကနေတိုင်းကောင်းချီးတင်တဲ့ကျွန်တော်ကိုရစ်ပတ်နောက်ဖွဲ့ပေးတာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်နေရေးလည်းပူစရာမလိုဘူး၊ထိုင်ရေးလည်းပူစရာမလိုဘူး၊စားရေးအတွက်လည်းပဲစိုးရိမ်စရာမလိုဘူး။ဒါကြောင့်ဒီနေ့ဘုရားသခင်ကအားလောက်ထိကျွန်တော်ပေါ်မှာ မွန်မြတ်တဲ့ကောင်းချီးတင်တဲ့မွန်မှန်ပေးထားတဲ့ခါမှာအဲ့ဒီအတွက်ကျွန်တော်အားလုံးကဝမ်းမြောက်ကြပါ။တော့ကျွန်တော်နေငရင်ဘေးသွားတဲ့ခါမှာသူတို့ရှင်တော့ကြုံတွေ့ရတဲ့တော့ဒီသူတို့ရဲ့နေသူသွားရောက်ပြီးတော့ကြုံတွေ့တဲ့သူတွေနဲ့ရင်ဆိုင်ရတဲ့ခါမှာသူတို့မှာတို့ရှင်မတူညီတဲ့နှီးတင်တဲ့အမျိုးမျိုးဝမ်းနဲ့ကြေကွက်နေကြတာတွေ့ရတယ်။တချို့ကလည်းပဲမိမိတို့ရဲ့တော့နေထိုင်တဲ့အိုးအိမ်ကအလုံးလိုက်ကြီးပြိုကျသွားတယ်။နေစရာမရှိတော့ဘူးထိုင်စရာမရှိတော့ဘူး။မိမိတို့ရဲ့နှစ်ပေါင်းမြောင်များစွာရင်းနေပြီးတော့ဆောက်လုပ်ထားတဲ့ဒီအဆောက်အဦတွေကတို့ရှင် ဆက်လက်ပြီးတော့ပြန်လှည့်ပြီးတော့တီထောင်ပြီးတော့စောင့်လုပ်ဖို့ကြံအတွက်လည်းပဲမလွယ်ကူတော့ဘူးဒီပြိုကျတဲ့နော်ဒီအဆောက်အဦကိုပြန်ကြည့်ပြီးတော့တို့အားလုံးကနော်စိတ်ထဲမှာတော့ရှင်စိတ်တော့ကားတွေရောက်နေကြတယ်ဝမ်းနဲ့ကြည်ကွဲနေကြတယ်တချို့ကြလည်းပဲဒီမတူညီတဲ့အရာကတော့တချို့ကလည်းပဲမိမိတို့ရဲ့အိမ်မှာဆိုလို့ရှိရင်ဆုံရှုံသွားကြတယ်နော်တချို့ကလည်းပဲမိမိတို့အုတ်ထင်းသူဖြစ်တဲ့လင်ယောက်ကြားတွေဆုံရှုံသွားတယ်မိသားစုကိုရှာဖွေကြွေးမွေးနေတဲ့နော်အာဒီဖခင်ကဆုံရှုံသွားတဲ့အတွက်ကြောင့်နော်ဝမ်းနဲ့ကြည်ကွဲနေကြတယ် ော်ဒါကြောင့်လူတွေကတော့ရှင်မတူညီတဲ့ဒုက္ခတွေနဲ့သူတို့ကရင်ဆင်းပြီးတော့ခံစားနေကြတယ်ဒီချိန်မှာသူတို့မှာသူတို့ထံမှာတော့ရှင်သွားရောက်ပြီးတော့နှစ်သိပ်ပေးမဲ့သူတို့နဲ့အတူစကားပြောမဲ့သူတို့ကိုကိုသွားရောက်ပြီးတော့ကူညီမဲ့သူသူတို့မျှော်လင့်နေကြတယ်နော်လူတိုင်းလူတိုင်းကသူတို့မှာတော့ရှင်လိုအပ်နေကြတယ်သူတို့မျှော်လင့်နေတဲ့အရာကတော့ရှင်တခါတလေမှာသူတို့ကမျှော်လင့်ချက်မဲ့နေကြတာကိုမျှော်လင့်ချက်ပြက်ပြက်နေကြတယ်အဲ့ဒီလိုချိုချိန်တော်တဲမှာတို့ရှင်ယနေ့ဗါလဲကိုညီချင်းဖေးမချင်းတို့နဲ့တွားရောက်ပြီးတော့စကားပြောချင်းတို့ကဟို ဆူတောင်းပေးခြင်းတို့တို့မှာတော့ရှင်တန်တနေကြတယ်နော်တို့ရဲ့ဘဝမှာတော့ရှင်အကြီးတန်ဘဝမျိုးရှင်ဆိုင်နေရတဲ့ခါမှာကျွန်တော်သွားရောက်ခြင်းအဖြစ်တို့အတွက်လည်းပဲခွန်အားဖြစ်စေပါတယ်နော်ဒါကြောင့်ဒီနေ့ဘုရားသခင်ယေရှုခရစ်တော်ကလည်းပဲယနေ့ကျွန်တော်ကိုမေးနေပါတယ်နော်ဒါကြောင့်ဒီနေ့တော့မေးခွန်းလေးနဲ့ဆက်ရအောင်ယနေ့ကျွန်တော်ဘုရားသခင်အတွက်ဘာလှုပ်ဆောင်ပြီးပြီလဲဘာတွေလှုပ်ဆောင်ပြီးပြီလဲနော်ဘုရားသခင်အတွက်ဘာတွေလှုပ်ဆောင်ပြီးပြီလဲလို့မေးတဲ့ခါမှာကျွန်တော်ကဘုရားသားသမီးများဖြစ်ကြတယ် ဘုရားသခင်ကဒီလောက်ကျွန်တော်ဘုံမှာကောင်းချီးပေးထားတယ်။ဘုရားကကျွန်တော်ကိုဒီလောက်ထိကြည်ရှုတယ်ဆောက်ရှောက်ခဲ့တယ်။အဲ့ဒီအတွက်ကျွန်တော်ဝမ်းမြောက်နေကြတယ်ကျွန်တော်အားလုံးကအဲ့ဒီအတွက်ကြည်နုနေကြတယ်။အဲ့ဒီလိုခံစားနေရတဲ့ချိန်တော်တည်းမှာကျွန်တော်ကအပြည့်ဝဘုရားကောင်းချီးနဲ့ရစ်ပတ်နောက်ဖွဲ့ပြီးတော့ခံစားနေရတဲ့ခါမှာယနေ့ဘုရားရဲ့ကောင်းချီးကိုပြန်လဲပြီးတော့ဝင်ငှရှဲဖို့ရန်အတွက်လုံးလုံးမပင်ကြည့်ကြည့်တယ်။ဘုရားရဲ့သားသမီးကဘုရားသားသမီးကဘုရားဖြစ်စေခြင်းတဲ့အရာကတော့ရှမသက်ခရစ်ဝင်ခန်းကြီး25ပိုင်းငယ်35မှာဘယ်လိုဖော်ပြရလဲ။ ်အเจ้าမူကငါသည်မုတ်တိတ်သောခါသင်တို့သည်ကျွေးမွေးကြ၏ငါသည်ခြင်းငတ်သောခါသင်တို့သည်တောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောခါသင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ဆိုပြီးတော့ဖော်ပြထားတယ်ဒါဆိုရှင်ကျွန်တို့ဖျားသခင်ရဲ့သားသမီးကောင်းကင်နိုင်ငံတော်သားများခံယူတဲ့ဖျားသားသမီးများအားလုံးရဲ့လောက်ရမယ့်အချက်ဖြစ်ပါတယ်နော်အဲကြောင့်ဖျားသခင်ကတော့ရှင်ငါသည်မုတ်တိတ်သောခါသင်တို့သည်ကျွေးကြ၏ဒီနေ့ဖျားကတော့မုတ်တိတ်တဲ့ဖျားတော့မဟုတ်ဘူးဖျားကပြည့်စုံကုန်လုံးတဲ့ဖျား ါမှမဟုတ်သိတဲ့သူကဘယ်သူဘယ်သူတွေလဲဘုရားရဲ့သားသမီးတွေဖြစ်တယ်နော်ဘုရားရဲ့သားသမီးတွေလိုအပ်ချက်တွေရှိနေတယ်လိုအပ်ချက်တွေရှိနေကြတယ်တို့ရဲ့အသက်တာမှာဆိုရှင်အာဖေးမမဲ့သူကိုလိုအပ်နေကြတယ်ဒီချိန်မှာကျွန်တော်ဗါလဲတို့ရဲ့လိုအပ်နေတဲ့ຢာကစားဖို့လိုအပ်တာရှိတယ်ဝတ်ဖို့လိုအပ်တာရှိတယ်နေဖို့လိုအပ်တာရှိတယ်သွားဖို့လာဖို့လိုအပ်တာရှိတယ်နော်တော်တော်တတိယအတွက်ကြောင့်တို့ရဲ့လိုအပ်ချက်တွေမတူညီတဲ့အရာတွေပေါ်မှာကျွန်တော်ကဗါလဲဘုရားသခင်ကဗါလဲငါသည်မွတ်သိတော့ကတင်တို့သည်ကြွေးကြည်တဲ့နော် ငါဒီရင်ကတော့ခါတင်းတို့ဒီတောက်ဖို့ပေးကြဤဒါဟာဖရာသခင်ကသူ့ရဲ့သားသမီးတွေပြုတ်မှုရမယ်အချက်လေးတွေကိုဖော်ပြထားတယ်နော်ဒီနေ့ပြောတဲ့ဆိုတော့ရင်ကတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ဒီစကိုင်းကိုသွားတဲ့ခါမှာဆိုလို့ရှိရင်စကိုင်းမှာကျွန်တော်ရှေ့ရက်လောက်ကြာတယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာပဲအိတ်တယ်အဲ့ဒီမှာပဲနေတယ်အာစကိုင်းမှာရောက်တဲ့ခါမှာဆိုလို့ရှိရင်တော့ဒါရေမရှိဘူးနော်ရေတော်တော်ရှားပါတယ်ရေရှားပါတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့တောက်ရေအဓိကတော့တောက်ရေပေါ့ เนาะတောက်ရေကရှားပါတဲ့ခါမှာဆိုရှင်အာကျွန်တော်ဒီတက်ခုတ်ကမ်းမှာတောင်မှရေမပေးဘူးเนาะရေမပေးတဲ့အတွက်ကြောင့်ကျွန်တော်ရေရှိတဲ့နေရာကိုလိုက်ပြီးတော့ရှာရတယ်เนาะရေရမယ့်နေရာเนาะရေတန်ဖိုးရမယ့်နေရာလိုက်ရှာရတယ်အာအဲ့တော့ကြောင့်ဒီနေ့အာဒီရေကတော့ရှင်ကျွန်တော်အတွက်ဘလောက်အရေးကြီးတယ်လဲเนาะရေအသက်ရေအသက်တမနဲ့เนาะအာဒီမှာဆိုရှင်ကျွန်တော်ဖော်ပြထားတယ်ဒါရေမတောက်ဖဲဆိုတာလူကလည်းပဲမနေနိုင်ပါဘူးเนาะအာရင်ကုန်ခမ်းမှုပိုးလွယ်တယ်ပေါ့เนาะဒါကြောင့်ယနေ့ လိုအပ်တဲ့နေရာမှာဆိုရှင်တချို့ကလည်းပဲရေတန်းပူတွေလာပြီးတော့ကမ်းကြတယ်ရေတန်းပူတွေလာပြီးတော့ဝေကြတယ်နော်ကားနဲ့အပြစ်နော်လာပြီးတော့ဝေကြတာတွေ့ရတယ်။နော်ဒါကြောင့်ခရစ်တော်ကပြောလဲဆိုတော့ငါသည်တင်းတို့သည်ဧည့်သည်ဖြစ်သောအခါတင်းတို့သည်ဧည့်သည်ဝတ်ကိုပြုကြသည်တဲ့နော်။ဒါကြောင့်ငါကဧည့်သည်ဖြစ်တော့ခါမှာတင်းတို့ကဆိုရှင်ဧည့်သည်ဝတ်ကိုပြုတယ်တဲ့။ဒါကြောင့်ဒီနေ့ဒီချက်၃ချက်ကဆိုရှင်ဒီနေ့ကျွန်တော်ဖရားရဲ့သားသမီးများ ဖရာအတွက်လှုပ်ဆောင်ရမယ့်အရာတွေဖြစ်တယ်နော်ဖရာအတွက်လှုပ်ဆောင်ရမယ့်အရာတွေကတော့ရှင်ဖရာသခင်ကမုတ်သိတဲ့ခါမှာကျွန်တော်ကြွေးဖို့ဖြစ်တယ်ဒါမှမဟုတ်ပဲねရင်ငတ်တဲ့ခါမှာကျွန်တော်တောက်ဖို့ပေးဖို့ရန်အတွက်ဖြစ်တယ်ဧည့်သည်ဖြစ်လာတဲ့ခါမှာဧည့်သည်ဝတ်ကိုကြေးပြွန်စွာပြုတ်ပေးဖို့ရန်အတွက်ဒါကျွန်တော်ပါတော့ရှင်ဒါကျွန်တော်ဖရားရဲ့ဘုံတော်ထင်ရှားမယ်အချက်၃ချက်ဖြစ်တယ်เนาะဒီအချက်၃ချက်အားဖြင့်ယနေ့ကျွန်တော်ကဆိုရှင်ကောင်းကင်နိုင်ငံတော်သားများသားများဖြစ်တယ်ကျွန်တော်ကဆိုရှင်လောက်ရမယ်အချက်ဖြစ်တယ်เนาะဒါဖရားသခင်ကပဲလဲဆိုတနေ့ကျတော့ဖရားကကြွလာတဲ့ခါမှာ ညင်းပေမဲ့ရပါပဲဆိုတော့တင်းဒီငါမုတ်သိတဲ့ခါမှမကြွေးဘူးငါရေငတ်နေတဲ့ခါမှမင်းရငါကိုရင်မတိုက်ဘူးငါအဲ့တဲ့ဖြစ်တဲ့ခါမှမင်းရငါကိုအဲ့တဲ့ဝက်ကိုမပြုတ်ဘူးဒါကြောင့်ကောင်းကင်နိုင်ငံတော်ဟာတင်းနဲ့မဆက်ဆိုင်ဘူးဆိုပြီးတော့အာဒီအချက်ကိုပြန်ပြီးတော့ပြောမယ့်အရာလဲเนาะတပါချမ်းသာတွေမှာဖော်ပြထားတယ်ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ဒီနေ့လိုအပ်နေတဲ့သူတွေများစွာရှိတယ်မိမိတို့ရဲ့ဘဝမှာဆိုရှင်ဘာမှမျောလင့်ချက်မရှိဘဲနဲ့เนาะဒီတိုင်းငေးမှိုင်မှိုင်ပြီးတော့ ငိုင်နေတဲ့သူတွေများစွာရှိတယ်။အဲ့ဒီလိုတို့မျိုးသူတွေဒီမှာကျွန်တော်အားလုံးကရောက်လန်းဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်။ဒါကြောင့်ခရစ်တော်ကဘာပြောလဲ။မောတိတ်တဲ့အခါမှာသင်တို့ဒီကြွေးကြတယ်။နော်။ဒီနေ့ကျွန်တော်အားလုံးအတူတကွပေါင်းစည်းပြီးတော့နော်ဒီလိုမျိုးဒီလူတန်းလိုက်တဲ့အရာအလူရှင်များပံ့ပိုးပေးလိုက်တဲ့အရာနဲ့ကျွန်တော်အားလုံးကဒီစကိုင်းကိုရောက်သွားတဲ့အခါမှာဒါတို့ရဲ့လိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပေးနိုင်တယ်။တို့ရဲ့ထံမှာသွားရောက်ပြီးတော့လေပတ်နိုင်တယ်။တို့နဲ့နဲ့စကားတွေပြောနိုင်တယ်။ သူတို့ပေါ်မှာဆိုရှင်ကုညီမှုပြုတ်နိုင်တဲ့ခါမှာသူတို့အတွက်အလွန်မပင်เนาะအဒီတရင်ကဒေါ်တွင်လေးအတွက်တော့တကယ်ပဲသူတို့စိတ်ပျော်ရွှင်မှုရရှိသေးတာပေါ့เนาะဒါဒီနေ့ကျွန်တော်ရအသက်တာမှာဆိုရှင်ဖခင်ရဲ့ဘုန်းတော်အတွက်ဘလို့ပါဝင်ကြမလဲဖခင်ရဲ့အမှုတော်အတွက်ကျွန်တော်အားလုံးကဘလို့နည်းအဖြစ်ဆက်ကပ်ကြမလဲဖခင်သခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်ရာကျယ်ပြန့်ကြောင်းအတွက်ကျွန်တော်ဘလို့နည်းအဖြစ်အသက်တာကိုတိဆောက်ပြီးတော့ဖခင်ရဲ့ဘုန်းတော်အတွက်ကျွန်တော်ဘလို့ဆုံးလွတ်နိုင်ကြမလဲ နော်ဒီအချင်းရလေးကိုကျွန်တော်အားလုံးကဒီနေ့မှာဆိုရှင်နာတော်တာဆင်ပြီးတော့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကဒုတကွဒီဒုက္ခရောက်တဲ့သူတွေအတွက်ဆုတောင်းပေးကြမယ်။ဒါမှမကပဲနဲ့အာတို့အတွက်ကျွန်တော်လိုအပ်တဲ့အရာလေးတွေကိုလည်းပဲမိမိတတ်နိုင်သမျှနဲ့ဝိုင်းပြီးတော့ share ပေးကြမယ်လှုပ်ဆောင်ပေးကြမယ်ဆိုရင်ယနေ့ခရစ်တော်ကျွန်တော်အပေါ်မှာထားရှိတဲ့မေတ္တာဟာကျွန်တော်ဒီသူတစ်ပါးအပေါ်မှာပြန်လဲပြီးတော့မေတ္တာပြန်လဲပြီးတော့တတ်ဝင်ခြင်းအပြင်ယနေ့ဖရာသခင်ရဲ့ဘုန်းတော်ကားဆိုရှင်ပို့ပြီးတော့ ထွန်းတောက်လာမှာဖြစ်တယ်ဒါချစ်တဲ့မိတ်ဆွေများအားလုံးဒီနေ့နေ့ရက်တစ်တပတ်မှာတင်းတို့အားလုံးစိတ်ရောကိုယ်ပါရှင်လန်းဝမ်းမြောက်ပြီးတော့ကောင်းမြတ်ဆုံးနေတော်မူသောခရစ်တော်ရဲ့အမှုတော်အတွက်ယနေ့ကျွန်တော်လှုပ်ဆောင်ရမယ့်တာဝန်ကိုအတူတူကလှုပ်ဆောင်နိုင်တဲ့နော်ဆွန်ပကတတိများကိုတကယ်ချမှတ်ပြီးတော့မိမိတတ်ဆွမ်းသမျှနဲ့ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားနိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပေးပါစေ။